တိုင်းဒေသကြီးကွန်ပျူတာနဲ့ငားရင်တက်စီတင်သွင်းခွင့်ကိုလုံးဝခွင့်မပြုတော့ဘူးလို့စီဝါကူတန်းကထုတ်ပြန်လိုက်ပါတယ်။ဒီချိန်လေးကိုသိနိုင်မှုတွေစုံစမ်းနေတဲ့သတင်းတော့ကိုတိုက်စင်ကိုတိုက်ရိုက်မေးမြန်းကြည့်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကိုတိုက်စင်ရန်ကုန်တိုင်းမှာဒီငားရင်တင်သွင်းခွင့်ပိတ်ပစ်လိုက်တဲ့အခြေအနေကိုရှင်းပြပါဦး။ဆိုင်ရာကြီးတက်မှုကော်မတီကနေပြောပါတော့ဒီတိုင်းဒေတာကြီးရဲ့ကွန်ပျူတာနဲ့ဒီအရင်မတော်ရင်ဒီတက်စီတည်သွင်းမှုကိုဒီအခုကျွန်တော်တို့ဒီ master 14ရက်နေ့နဲ့စာပြီးတော့ပါတော့လုံးဝရဆန်းလိုက်ပြီးတော့သိရပါတယ်ဟိုဘာကြောင့်လဲဆိုတော့ပါတော့ကျွန်တော်တို့ ဒီအရင်ကပေါ့နော်ဒီအငားရဲ့တလွင်ခွင့်တွေကိုဒီတိုင်းဒေသကွန်ပျူတာနဲ့ပိတ်ကဲအောင်ရလဲဒါဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ဒီပြည်နယ်နဲ့တိုင်းဒေသကြီးပါပေါ့နော်ဒီအဲ့ဒီဟိုထောက်ခံပေးပေးနေတဲ့လူတွေအဖွဲ့ကဒါကိုလှုံ့ဆော်ဖို့အတွက် grant တစ်ခုပေးတယ်ဆိုပြီးတော့အဲ့လိုအတန်မျိုးလည်းကြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ဒီတက်စီတွင်းခွင့်အတွက်ကျွန်တော်တို့၆လတွင်းခွင့်အခါမှာကားစည်းကိုပေါ့နော်၃သိန်းပေးရတယ်ဆိုပြီးတော့သိရပါတယ်။အဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဒီ ဟိုဟိုဒီအတွက်ပေါ့နော်ဝန်ဆောင်မှုပေးတဲ့ဒီအကျိုးဆောင်ပုံစံမျိုးတွေတောင်ပေါ်ထွက်လာမျိုးတို့သိရပါတယ်အခုတော့ကျွန်တော်တို့ဒီတိုင်းဒေသကြီးခုန်ပြချက်နဲ့ဒီလိုအခါရင်တပင်ခွေကိုပိတ်ပိတ်လိုက်တဲ့အတွက်ကြောင့်အဓိကကတော့နော်ကျွန်တော်တို့ဒီရန်ကုန်မှာဆိုလို့ရှိလို့ရှိရင်လည်းဒါဟိုရင်ကျော်ကြက်တံမှုပြဿနာကြီးရှိပါတယ်အဲ့အတွက်ကြောင့်လည်းဒီအခါရင်တပင်ခွေကိုဒီဟိုပါပေါ့နော်စီးပါမတော်ရင်တပင်ခွေကြီးကြမှုကုန်ရရနေပြီးတော့ဒါဟိုပိတ်သိမ်းဟိုပေါ့ပေါ့နော်ကျွန်တော်တို့လုံးဝဆိုင်းလိုက်လဲဆိုပြီးတော့ဒါ ဒီစွာကုတန်ဝင်ကြီးဌာနကနေပြီးတော့မကြသိင်ရပဲဒါထုတ်ပြန်လိုက်တာဖြစ်ပါတယ်ဒါကတော့ဒီလက်ရှိရဲ့အနေထားအကြောင်းကိုကျွန်တော်ပြောပြပေးတာပါခင်ဗျဟုတ်ကဲ့ပါအခုလိုမျိုးပေါ့လေဒီကားတင်သွင်းခွင့်မူဝါဒတွေကိုခဏခဏပြောင်းနေတဲ့အတွက်ဒီလုပ်ငန်းရှင်တွေအတွက်ဘာတွေထိခိုက်နေလဲဗျဟုတ်ကဲ့ပါဗျာဒါနဲ့ပတ်သက်လို့ပေါ့เนาะကျွန်တော်ဒီလက်ရှိပေါ့เนาะဥသိမ်းစိန်ဆိုတာလက်ထပ်မှာပဲဒီမတော်ရင်သွင်းခွင့်နဲ့ပတ်သက်လို့မူဝါဒတွေပြောင်းလဲမှုတွေတော်တော်များများတွေ့ခဲ့ရပါတယ်ဒီငန်းနဲ့ဒါကလာအတွင်းမှာဆိုရင်ဒီမတော်ရင်သွင်းခွင့်နဲ့ပတ်သက်လို့မူဝါဒတွေကအနည်းဆုံးအကျဉ်း30လောက်ပြောင်းလဲမှုရှိခဲ့တာတို့သိရပါတယ် ဥပမာပေါ့နော်ကျွန်တော်တို့ဟိုပြောရမယ်ဆိုလို့ရှိရင်အရင်ကကျွန်တော်တို့ဒီတကောင်စင်းရှိတဲ့လူတိုင်းပေါ့နော်အသက်18နှစ်ပြည့်ပြီးတာတကောင်ရင်းရှိတဲ့လူတိုင်းကမတော်ရင်တင်းသွင်းခွင့်လို့ရတယ်ပေါ့အဲ့လိုနောက်နောက်ခါကျတော့ဟိုဆလိုတဲ့သဘောပေါ့နော်အစိုးရအနေနဲ့ဒီလိုမူဝါဒတွေကိုဖွင့်ကျင်လိုက်ခိုင်းတာဆွဖွင့်ပြီးတော့ပိတ်ကျင်လိုက်ကြကြောင်းလင်းငယ်ဆွကြိတ်ရတယ်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ဒီဘောပေါ့နော်ဒီကားပါကင်ထောက်ကန့်ချက်တဲ့နဲ့တနင်္ဂနွေပြုတယ်ဘာညာဆိုပြီးနောက်ပိုင်းသူထွက်လာပါအဲ့တော့ဆိုလိုတဲ့သဘောကတော့နော်အစိုးရအနေနဲ့ဒီလိုမူဝါဒတွေပြောင်းလဲမှုလုပ်တိုင်းလုပ်တိုင်းမှာကျွန်တော်တို့ဒီလုပ်ငန်းရှင်တွေရောဒီဝယ်ရောင်းလုပ်နေတဲ့လူတွေရောတော်တော်လေးအခက်အခဲရှိတာတွေ့ရပါတယ်ခင်ဗျနောက်တစ်ချက်ကပေါ့နော်ဒီလိုမျိုးမူဝါဒတွေလုပ်တိုင်းလုပ်လိုက်တိုင်းမှာဒါဟိုဘောဂွင်းဖန်ပြီးတဲ့ပုံစံမျိုးများဖြစ်နေတယ်ဆိုပြီးတော့လည်းဒါဒီမတော်ရင်အတိုင်းဝန်ဘက်ကနေပြောဆိုနေတဲ့အတန်မျိုးတွေလည်းကျွန်တော်တို့ကြားနေရပါတယ်ခင်ဗျဟုတ်ကဲ့ဒီလိုပေါ့လေအငားရင်တက်စီတင်သေးဘူး ပြည်တာဟာဒီကားစည်းကွက်ပေါ်မှာလက်ရှိမှာဘလို့တက်ရောက်မှုရှိနိုင်မလဲဗျ။ ဟုတ်ကဲ့ပါမြန်လို့လက်ရှိမှာပေါ့နော်ကျွန်တော်တို့ဒီမော်တော်ယာဉ်လေးနဲ့ပတ်သက်လို့ဈေးကကျွန်တော်တို့စုံစမ်းကြည့်တဲ့အခါမှာလက်ရှိကျွန်တော်တို့ဂျွန်ဂျွန်ဟောင်းအနေနဲ့စနစ်ပေါ့နော်အဲ့ဒီစနစ်ဆိုလို့စလစ်ဆိုလို့ဆိုလို့ရှိရင်ကျွန်တော်ကားတစ်စီးကို360ရှိပါတယ်ခင်ဗျာဒါကကျွန်တော်စလစ်တန်ဖို့ပြပါပဲအဲ့တော့ကားတစ်စီးကိုကျွန်တော်ပြန်ပြီးတော့ဟိုဝယ်မယ်ဆိုလို့ရှိရင်ဒီကားစီးရဲ့တန်ဖို့ကဟို300ထပ်မှရှိပါတယ်အခုဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဒီတက်စီတွေကိုတန်သွင်းခုတ်ကိုအခုလိုရက်တက်လောက်တော့ကျွန်တော်တက်စီဈေးတွေကတော့ဒါအထိုင်းလောက်တော့ဈေးတွေတက်လာတာတွေ့ရပါတယ်ဒါမှမဟုတ်တခုရှိတာပေါ့နော် ျွန်တော်တို့ဒီအခုလိုပိတ်လိုက်တဲ့ဟာဒါဟိုယာယီပိတ်တာလားဒါမှမဟုတ်တောင်ချောက်ဘလောက်ထိကြာမလဲဆိုတာမျိုးကျွန်တော်စုံစမ်းကြည့်တဲ့ခါမှာတော့ဟိုလက်ရှိကျွန်တော်တို့ဒီဒီမူဝါဒမချခွင့်ကင်စောပိုင်းမှာကျွန်တော်တို့ဒီအငှားတက်စီနဲ့ပတ်သက်လို့အစီ3000ကျော်လောက်တော့ဗောနော်တင်သွင်းခွင့်ရရှိတာဖြစ်ပါတယ်ဒီကားတွေကကျွန်တော်ခုနပြောတဲ့ဆလစ်ကတ်အမဲဇင်းလုံးတွေဖြစ်နေတယ်ဆိုတော့ဒီအငှားတက်စီတွေရဲ့ဇင်းလုံးက ဟိုဒီချက်ယူအများကြီးတက်လာမယ်အလားအလာမျိုးတော့မရှိပါဘူးခင်ဗျာနောက်တစ်ချက်ကလည်းကျွန်တော်တို့ဒီတက်စီတွေကလည်းများသောအဖြစ်ဗျာကျွန်တော်တို့ဒီဝင်လန်းနေတော်မှာပဲเนาะဒီအခါတက်စီလေးတွေကိုတို့အချိန်ပိုင်းပေါ့เนาะအလောက်ကပြန်လာတဲ့အချိန်မျိုးမှာတို့ဆိုဟိုအလောက်ကပြန်ရောက်တဲ့အချိန်မှာပေါ့လားအကျိုးအပေါ်ဝင်ဝင်ရှားရပေါ်မျိုးလည်းတို့ဒီတက်စီမောင်းလာမျိုးတွေရှိတယ်ပေါ့ဒါပေမဲ့တကယ်ကြာတော့ကျွန်တော်တို့တက်စီကကျွန်တော်ငှားမောင်းတဲ့ခါမှာဟိုတနေ့တရာရှိတဲ့ဝင်တော့ဗျာကျွန်တော်တို့ဒီ owner ကြီးနဲ့ဗားနဲ့ပေးမယ်ဆိုရင်၈၀၀၀လောက်ပဲကျန်တယ်ပေါ့တော့တကယ်ကြာတော့ကျွန်တော်တက်စီတွေကလည်းဟိုပြောရမယ်ဆိုရင်အလုပ်တက်သိမ့်မဖြစ်ဘူးပေါ့အဲ့တော့ကြာတော့ဒီတက်စီဈေးတွေကတက်ပဲဆ ိုပေမဲ့အရင်ထိထိဝါဝါဆိုးဆိုးဝါးတောက်ဝါတော့မယ့်အနေအထားမျိုးမရှိဘူးလို့တော့ဒါကျွန်တော်တို့ကြားရပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါကိုတိုက်စီကျေးဇူးတင်ပါတယ်။ဒါကတော့အငားရင်တက်စီတင်သွင်းခွင့်ကိုလုံးဝခွင့်မပြုတော့ဘူးလို့စီဝါကူတန်းကထုတ်ပြန်တဲ့ပတ်သက်ပြီးတော့စုံစမ်းထားတဲ့ကိုတိုက်စီကိုဆက်သွယ်မေးမြန်းခဲ့တာပါ။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာပါ။